အဲကျွန်တော်တို့ဒီ delivery channel လေးကိုအစင်တသက်ကြည့်ရှုအားပေးနေတဲ့ကဘာအနှံ့နိုင်ငံအထူးတိကညီကုံမောင်တို့တွေအားလုံးစိတ်ချမ်းသာနေကိုယ်ကျင်းပါခြင်းနဲ့ပြည့်စုံနေညနေခင်းလေးဖြစ်ပါသည်လို့ကျွန်တော်တို့ဒီ delivery channel ကနေပြီးတော့ရှေးဥထမသွားစုမုံကောင်းတောင်းပေးပါရစေဗျကဲဟုတ်ပြီညီကိုတွေဒီ season လေးကတော့ကျွန်တော်တို့ United နဲ့ပတ်သက်တဲ့နောက်ဆုံးရတဲ့သတင်းအစုံလင်းရောအဲကျွန်တော်တို့ United မှာရှိရင်းဆွဲကစားသမားတွေပေါ့နော်တချို့ကစားသမားတွေရဲ့စာချုပ်ပါ냐ပေါ့เนาะအဲ့အားလေးတွေကိုညီကိုတွေကိုကျွန်တော်အနေနဲ့ဒီနေရာမှာပြန်လာပြီးတော့ share လုပ်ခြင်းပဲဖြစ်ပါတယ်ဗျ ကပထမအဆုံးနေနဲ့ကတော့ကျွန်တော်တို့ရဲ့အဲကျွန်တော်တို့ရဲ့ကွင်းလယ်ကစားသမားကက်စမဲရူပေါ့နော်ကက်စမဲရူကနီးပြအမ်မိုရင်ရဲ့စိတ်ကြိုက်ကစားသမားကိုဖြစ်နေတာဖြစ်ချင်တိုင်းကိုဖြစ်နေတာဗျာနော်ဘာလို့လဲဆိုတော့ဟိုတနေ့တောင်မှနီးပြအမ်မိုရင်ကအသင်းသူ့ရဲ့အသင်းသားတွေကိုကက်စမဲရူကိုအတူယူဖို့အတွက်စံပြကစားသမားတယောက်အနေနဲ့တောင်မှထားတယ်လို့သိရတဲ့အတွက်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကက်စမဲရူကို United အနေနဲ့စာချုပ်နောက်ထပ်တစ်နှစ် ဝင်းကျင်လောက်ထပ်ပြီးတော့တိုးမယ်လို့သိရတယ်ဗောနော်ကဲဟုတ်ပြီနောက်တစ်ပုဒ်ကတော့ညီကိုရီနော်ဒါကတော့ကျွန်တော် United နဲ့ပတ်သက်တဲ့သတင်းလေးတွေပဲအရင်ပြောလိုက်မယ်ဗောနော်ကဲဟုတ်ပြီ United နဲ့ပတ်သက်တဲ့သတင်းဆိုရင်တော့ကျွန်တော်ဇီဇီဗောနော်ဇီဇီကကနာဝကောင်းတဲ့ညီကိုရီနော်ဇီဇီကသူက Nottingham Forest နဲ့ပွဲမှာသူလုံးဝ10မိနစ်မှဝပါဝင်ကစားရခြင်းမရှိဘူးဒို့ပေမဲ့လည်းပထမပိုင်းပွဲပြီးတော့ ဒုတိယပိုင်းပွဲစတဲ့အချိန်မှာကျွန်တော်တို့အဝေလဲကန်းကနေပြီးတော့အထွက်ပေါ့နော်အဲဥမင်လိုင်ကောင်းပါဆိုရင်စစ်စီကနေပြီးတော့အတင်းသားတွေကိုဖိအောင်နေမင်းတို့သွားနိုင်ယူခဲ့ကြဆိုပြီးတော့ကိုလုံလုံဆော်ဆော်နဲ့အတင်းနဲ့တသားရဲရှိနေတယ်လုံးဝအောင်ပွဲခံခဲ့တယ်လုံးဝအော်ဟစ်ပြီးတော့အားပေးခဲ့တယ်အတင်းပေါ်မှာနော် သူ့အနေနဲ့အိုက်ပွဲမှာကျွန်တော်တို့တွေ့ရတယ်အဲတွေးပူလောက်နေရပေါ့နော်ဘေးမှာဒါပေမဲ့လည်းသူ့အနေနဲ့တမနစ်မှဝင်ကစားရခြင်းမရှိဘူးဒါပေမဲ့လည်းကျွန်တော်တို့အသင်းပေါ်မှာလုံးဝမြေတာပြတ်မသွားဘူးဒီချက်ကဘယ်သူနဲ့တွားပြီးတော့နှိုင်းရှင်လို့ရလဲဆိုရင်ကျွန်တော်တို့အဲ Real Madrid ကပေါ့နော် Venice Junior ဆိုရင်သူ့ကိုလူစားလဲလို့ဆိုပြီးတော့ဗျာအော်ဟိပောက်ကွဲတယ်အနီးပြနဲ့เนาะအနီးပြအလွန်ဆုံနေတော့မှလုံးဝစကားမပြောတော့ဘူးခုနောက်ဆုံးမင်းတို့တင်ရငါ့ကိုမလိုအပ်တော့ဘူးဆိုရင်ငါအတင်းကနေထွက်ခွာသွားပေးမယ်ဘာညာဆိုပြီးပြောတဲ့ကောင်းနေထက်ဆိုင်ရင်တော့ ကျွန်တော်တို့ရဲ့စာသမားလေးစီစီကတော်တော်လေးကို ပြောရမယ်ဆိုရင်အသက်ရွယ်ပိုင်းကိုအဲရင့်ကျက်မှုပိုင်းရောကတော်တော်လေးကိုမြင်မာတယ်ဗောနော်တော်တော်လေးစိတ်သက်မန်တယ်ပိုင်းတော်တော်လေးကောင်းတဲ့စာသမားလို့ကျွန်တော်ကတော့ဒီနေရာမှာပြောချင်တယ်စီစီကိုလည်းကျွန်တော်အနေနဲ့ကတော့အဲပုံမှန်လေးပြောရမယ်ဆိုရင်သူ့နေရာအတွက်ပဲတိုက်ပွဲဝင်စီခြင်းနဲ့ကျွန်တော် United အသင်းမှာတင်းရနေပြီးတော့မထွက်ခွာသွားစီခြင်းဘူးဗောနော်ဒါမဲ့လည်းဒါကတော့ကျွန်တော်တို့နေပြအမ်ပိုရင်းရဲ့စိတ်ကြိုက်ဖြစ်နေတာဖြစ်တဲ့တော့ကျွန်တော်တို့အနေနဲ့ဒီလောက်ပဲပြောခွင့်ရှိရပါတော့။ကြည့်ဟုတ်ပြီနောက်တစ်ခုကတော့ကျွန်တော်တို့ corner gree ကပေါ့နော်သူ့ရဲ့အကြောင်းကိုတော့ကျွန်တော်အနေနဲ့ရှေ့မှာ video တက်တက်လုပ်ပေးခဲ့တယ်သူ့ကိုကျွန်တော်တို့ United က January market မှာလုံးဝကိုခေါ်ယူဖို့လုံးဝပြစ်မှတ်ထားတဲ့ထိတ်ဆုံးကပြစ်မှတ်ဖြစ်နေတယ်လို့သိရတယ်နောက်တစ်ခုကတော့ဒီအပြောင်းရွှေ့ကိုဖြစ်နိုင်ပွဲမဖြစ်နိုင်ပွဲဆိုတာ Atletico Madrid အတွင်းပေါ်မှာပဲမူတည်တော့တယ်လို့လည်းသိရတယ်ပေါ့နော်ပြောချင်တာက Atletico Madrid အတင်းကလားဒီကစားသမားကိုရောင်းထုတ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ United အတင်းကတေချာပေါက်ကို ပေါ်မယ်ပေါ့နော်ဒီကစားသမားကကျွန်တော်တို့နီးပြအန်မိုရင်းရဲ့စိတ်ကြိုက်ကစားသမားလို့လည်းသိရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့နီးပြအန်မိုရင်းရဲ့စိတ်ကြိုက်ကစားသမားဒီကော်နာဂရီကာအနေနဲ့ကျွန်တော်တို့ United team ကိုဒီဇန်နဝါရီအပြောင်းရွှေ့မှာများရောက်လာမလားဆိုတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ်ပေါ့နော်ကဲသူ့ရဲ့ video တွေကသူ့ရဲ့ video ကိုတော့ကျွန်တော်အနေနဲ့အကျေတဝင့်ပေါ့နော်ရှေ့မှာလည်းလုပ်ပေးခဲ့ပြီးဖြစ်တဲ့အတွက်ညီကိုတွေနဲ့မကြည့်ရသေးရင်တွားရောက်ကြည့်ရှုလို့ရပါတယ်ဗျာနော်ကဲဟုတ်ပြီနောက်ဆုံးတစ်ပုဒ်ကတော့ညီကိုတွေနော် ဒါကတော့ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကမှကျွန်တော်တို့ ਨੇ ကစားခဲ့တဲ့ Nottingham Forest ရဲ့ Queen လက်ကစားသမား Allo Anderson ပေါ့နော် Allo Anderson ကကျွန်တော်တို့ United ရဲ့လုံးဝကိုပေါ့နော်ပြီးခဲ့တဲ့နွေရာသီကလေးကလိုက်နေတဲ့ကစားသမားဖြစ်နေတဲ့ကျွန်တော်တို့ရဲ့အဓိကပြစ်မှတ်ခုလည်းဖြစ်နေတယ်သူ့ကိုကျွန်တော်တို့အသင်းကခေါ်ယူရေးအတွက်လုံးဝကိုအစွမ်းကုန်ကိုကြိုးပမ်းနေတယ်လုံးဝအရှိန်အဟုန်မြင့်ပြီးတော့ကိုကြိုးပမ်းနေတယ်ပြင်ဆင်နေတယ်လို့သိရတယ် ဒါပေမဲ့လည်း Nordian Forex ကသူတို့ရဲ့ကွင်းလဲကစားသမားတွေကပေါင်85တန်ယူရိုအနေနဲ့ဆိုရင်ညီကိုတို့90ဝန်းကျင်လောက်တော့သွားကျနိုင်တယ်ဗောနော်အဟိုတလောကဆိုရင်တော့100 120ရှားအထိတောင်မှ120 150ရှားအထိတောင်မှတတ်မှတ်တယ်ဗာညာလို့ဒီကစားသမားကိုကျွန်တော်တို့အတင်းတင်းနဲ့ရလိုက်နေရမျိုးတော့မဟုတ်ဘူးညီကိုတို့ရေနော်အတင်းတော်တော်များများကစိတ်ဝင်စားနေတဲ့ဒီကစားသမားဘောเนาะဒါပေမဲ့ကျွန်တော်တို့ United အတင်းအနေနဲ့ကတော့လုံးမှုရှားမယ်လို့တော့ကျွန်တော်အနေနဲ့တော့ထင်တယ်ဘောเนาะကြည့်ဟုတ်ပြီညီကိုတို့ကျွန်တော်ရဲ့ဗီဒီယိုကြီးကတော့ဒီလောက်ပဲဘောเนาะ ကျွန်တော်ရဲ့ video လေးကိုအဆုံးထိကြည့်ရှုပေးတဲ့ညီကောင်မတစ်ယောက်ချင်းကြီးကြောင့်ကျွန်တော်အနေနဲ့ဒီနေရာနေပြီးတော့ကျေးဇူးအထူးတင်ရှိပါရယ်ဗျာနော်ကဲဟုတ်ပြီထုံးတဲ့နိုင်မယ်ကျွန်တော်ရဲ့ video လေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်း like and subscribe လေးလုပ်ခဲ့ဖို့တော့မမေ့နိုင်အောင်နော်